အခုတင်ဆက်ပေးချင်တာကတော့ကမ္ဘာအလှဆုံးမျက်နှာပိုင်ရှင်တရားစင်းမှာနံပါတ်60နေရာကိုရရှိခဲ့တဲ့မြန်မာသရုပ်ဆောင်ခင်ဝင်းဝါပါပရိသတ်ကြီးမြန်မာသရုပ်ဆောင်ခင်ဝင်းဝါရဲ့အောင်မြင်မှုကတော့တကယ်ကိုဂုဏ်ယူစရာပါပဲသူ့ရဲ့သရုပ်ဆောင်ပညာနဲ့အလှပပေါင်းစပ်မှုကနိုင်ငံတကာမှာသတိထားခံရပြီးတော့ဒီလိုထင်ရှားတဲ့စင်းထဲမှာပါဝင်တင်စားခံရခြင်းကသူ့အတွက်အနာဂတ်အတွက်ပုံမလှပါစေပြီးတော့နိုင်ငံတော်ရဲ့အလင်းနှံတစ်ခုလိုပဲဖြစ်စေပါရယ်ခင်ဝင်းဝါရဲ့ရင်ခုန်စရာအမှုပညာခီးကိုပရိသတ်တွေကလည်းအမြဲပတ်မှုအားပေးကြသလို့ မျက်နှာကပ်မှာပို့ပြီးတော့တောက်ပလာမယ်ကျဲတပွင်းလို့လည်းတင်စားနေကြပါတယ်ကျဲရပရိသတ်ကြီးတို့ညဝီတင်ဆက်ပေးလိုက်ပါတယ်နော်မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့မမဆောင်ရဲ့မွေးနေ့အမှန်တရားဖြစ်လူရောက်တထောင်စာစတုတီတာအလှူနဲ့အလှူငွေပေးရလူတန်းနဲ့ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ပရိသတ်ချစ်ခင်မှုကိုခိုင်မာရရှိထားတဲ့ရုပ်ရှင်မင်းသမီးမမဆောင်ရဲ့မွေးနေ့အမှန်တရားဖြစ်လူရောက်တထောင်စာစတုတီတာအလှူနဲ့အလှူငွေပေးရပွဲကိုတော့ရှင်နေမေလ20ရက်နေ့အနက်ပိုင်းကရန်ကုန်မြို့ဗန်းမြို့နယ်မှာရှိနေတဲ့ ငါတကြီးဖျားဝင်မှကျင်ပါခဲ့ပါတယ်။အမဆောင်ရဲ့အသက်ကိုတော့အသက်18နှစ်ပြည့်ပြီးရဲကအဆက်မမတ်ထားမိဘူးပေါ့နော်။မင်းရင်လည်းစိတ်ဆိုးတယ်။မမဆောင်အသက်ကိုသိချင်တော့အင်ကတကောင်စင်းမှရှာကြည့်မှရမယ်။မမဆောင်ရဲ့မွေးနေ့ကိုငလှင်အတွက်အလှူတန်းနေနဲ့3900လှူပစ်ခဲ့ပါတယ်။နောက်အလှူရောက်တစ်ထောင်စာအတွက်အလှူတန်းငွေရလို့လည်းပီတိဖြစ်ရပါတယ်လို့တရုတ်ဆောင်မမဆောင်ကပြောပါတယ်။သူမရဲ့မွေးနေ့ကိုဥပညာရှင်တွေဖြစ်တဲ့ကျော်ထောင်ဟန်ထူးဆန်တက်တိကိုတာဂိပြည့်ဖြူပိုင်တစ်ရိုတရွှွှေကြီးစားတဲ့သူတွေတက်ရောက်ပြီးမွေးနေ့လက်ဆောင်တွေပေးရခဲ့ကြပါတယ်။ မဆောင်ရင်မွေးနေ့မှာလူရောက်တထောင်စာထမင်းဘဲဦးအာလူဟင်း6ကျော်အုံထမင်းချက်တိုင်းအချို့ရေရှေးသန်းနဲ့ငွေကြေးတချို့အစားအရာတွေလှူဒန်းခဲ့ပါတယ်မမဆောင်မှာမမဆောင်ကမွေးနေ့မှာငလင်ဘေးတင့်ပြည်သူတွေအတွက်3900လှူဒန်းပေးခဲ့တယ်လို့အင်းလေးဒေတာအတွက်မြတ်ဖောင်ဒေးရှင်းကနေအင်တလုံးစာချက်35သိန်းကျောက်ဆောင်ဟန်ဒူးဆန်နဲ့ကိုတာခီတို့ကိုငလင်ဘေးအတွက်လှူဒန်းငွေချက်15သိန်းတို့ကိုလည်းထပ်မံလှူဒန်းခဲ့ပါတယ်ချယ်ရီပရိသတ်ကြီးအတွက်အမျှဝေပေးလိုက်ပါတယ်နော် အခုတင်ဆက်ပေးမှာကတော့ COVID-19 ရောဂါပိုးကူးစက်ခံလိုက်ရတဲ့တရုတ်ဆောင်တပ်မုံမြင့်မှာတရုတ်ဆောင်တပ်မုံမြင့်ကကိုဗစ်ဖြစ်တာကိုရိုးရိုးအစားမှအထက်လန်အောင်လျှော့ဖြစ်တယ်ထင်ပြီးဓာတ်စားမြမြတောက်လိုက်တာကိုတော့မပူလိုက်ပါဘူးဘိုင်းနာအစားမဝင်တာနှစ်ရက်လောက်ခံရပါတယ်အခုသက်သာနေပြီမင်းအားမရှိမောပန်းလွယ်နေတော့မှာလို့ဆိုရတဲ့တပ်မုံမြင့်ကအကျိုးဆိုင်ကြပါပြောကျမမချနိုင်ခဲ့တဲ့ကိုလုံးလေးမတိမတာစတိလေးပြီးစီလေးကြသွားတယ်လို့ဟာတအနောကပြောခဲ့ပါတယ်တရုတ်ဆောင်တပ်မုံမြင့်ကလက်ရှိမှာမိသားစုနဲ့အတူချင်းမိုင်မြို့မှာနေထိုင်နေရဖြစ်ပါတယ် တရုတ်ဆောင်ဖွေဖွေကလည်းနေမကောင်းလို့အပြင်ထွက်ရင်မတ်စတက်ပေးပါဖွေဖွေတော့ငါအိမ်မှာအလုပ်လာလုပ်တဲ့အဖွားရဲ့ nest သူကနေမကောင်းတဲ့မောင်စီတွတ်တွေ့ရင်ပြန်လာတာမပြောဘဲအလုပ်လာစင်းနေမတ်စမတက်ရကနေကူးဆက်ခံခဲ့ရပါတယ်အဲ့ဒီတော့အဲ့ဒီကိစ္စနဲ့ပြတ်တန့်ရင်အရန် serious အဲ့ဒီကိစ္စနဲ့ပတ်သက်ရင်တော့အရန် serious ဖြစ်ပါတယ်နေမကောင်းရင်အိမ်မှာပဲနားပါအလုပ်မဖြစ်မနေသွားရမယ်ဆိုရင်လည်းမတ်စတက်ကြပါလို့ပြောခဲ့တာဖြစ်ပါတယ်ဘာကင်ဖြစ်သူက covid နဲ့ဆုံးမသွားတာကြောင့် ကိုဗစ်နဲ့ပတ်သက်ရင်သူမအရန်စိုးရင်တက်ကြောင်းတေဥဆောင်ဖွေးဖွေးကပြောလာခဲ့ပါတယ်ဆရာရပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးချင်တာကတော့ဆီယာမကာရက်တာနဲ့တွဲမိပြီးတရေမင်းမီလို့အသိအမှတ်ပြုတဲ့အတွက်ကျေးဇူးတင်မိပါတယ်ဆိုရဲမြရပါပရိသတ်ကြီး The Teacher ရုပ်ရှင်ဇာတ်ကားကနေတက်ဆင်ပရိသတ်အားပေးမှုကိုရရှိထားတဲ့မင်းသမီးမြရကတော့ဆီယာမကာရက်တာနဲ့တွဲမိပြီးတရေမင်းမီလို့အသိအမှတ်ပြုတဲ့အတွက်ကျေးဇူးတင်မိပါတယ်လို့ဖွင့်ဟလာပါတယ် တကယ်တော့တရေကားဆိုရင်လူတိုင်းကတရေကိုပဲစိတ်ဝင်စားလိုက်ကြည့်ကြတာပါတရေမပါပဲစိတ်ချောက်ချားစရာထိတ်လန့်စရာတွေကိုအဓိကရိုက်တာပါတရေဆိုတဲ့ character ကစိတ်ဝင်စားစရာတစ်ခုပေါ့နော်မြောက်ကိုဆိုရင်တချို့ကတရေမင်းသမီးလိုပဲမြင်နေကြတယ်ကိုကရိုက်ထားတဲ့ action set တွေ drama တွေလည်းမြားရိုက်ထားပါသေးတယ်မထွက်လာသေးလို့ပါကိုကိုတရေမင်းသမီးလို့အတိအမှတ်ပြုပြီးလို့လဲကျေးဇူးတင်ပါတယ်လို့တရုတ်ဆောင်မြားရကပြောပါတယ်သူမကတော့ the teacher 1 the teacher 2နဲ့ညမထွက်ရရုပ်ရှင်ဇာတ်ကားတွေပြင်အောင်မြတ်တာရဲ့ခံမြတ်ဆန်တဲ့ဇလန်းတွဲနဲ့ ဝန်တန်းကဝေမောင်မိုးစွေဇာလန်တွဲချို့မှာပါဝင်သေဆောင်ထားသူဖြစ်ပါတယ်။မြရာကကိုပိုင်ထုတ်လို့ရဖြစ်တဲ့မြရာကို Flint Production ကမဖဲဝါရုပ်ရှင်ဇာကားနဲ့အကယ်ဒမီဆွေမြတ်သူစားရဲ့ပထမဆုံးလုံချင်းဝတ္ထုအချစ်စစ်ဇာလန်များကိုလည်းရုပ်ရှင်ကားကြီးဖြစ်ဖန်တီးထားတာဖြစ်ပါတယ်။မြကိုပဲဆီယာမကာရက်တာနဲ့တွေ့ကြတာများလို့ထင်ပါတယ်။မြကိုတရေက90ရာခိုင်နှုန်းလောက်ကလန်နာများပါတယ်။တချို့ကမြကိုဆီယာမဆဲရုပ်လေးတွေထည့်ရိုက်ပါအောင်လို့ပြောကြတယ်။ တချို့ကလည်းတခြားဇာတ်ရုပ်တွေကိုများရိုက်ထားပါဗျ။မြကဒရမာဇာတ်တွေတည်တံ့ရိုက်ထားတာရှိပါတယ်။မြကိုဒရမာဇာတ်ရုပ်နဲ့လက်ခံလာရဆိုရင်မြဒရမာဇာတ်ကားတွေဆက်ရိုက်ဖြစ်မှာပါလို့သူများကဆက်ပြောပါဗျ။ပရိသတ်ကြီးတွေညဝေတင်ဆက်ပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့ Miss Universe Myanmar 2025ပြိုင်ပွဲကြီးအတွက်အမျိုးကြီးတွေရဲ့ကိုစားပြုအလှမယ်တွေအဖြစ်ဝေယောင်ရှင်းပြန်ကြမယ်အလှမယ်35ဦးကိုစာနယ်ဇင်းမိတ်ဆက်ပေးတဲ့အခမ်းအနားကိုကျင်းပတယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ မဲဆက်ကြော်လာမြန်မာရဲ့12ကြိမ်မြောက် Miss Universe မြန်မာ2025ပြိုင်ပွဲကြီးအတွက်မြို့ကြီးတွေရဲ့ကိုစားပြုအလှမယ်ဖြစ်ဝင်ရောက်ရှင်းပြိုင်ကြမယ်အလှမယ်35ဦးကိုစာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနားကိုရောယနေ့မေလ27ရက်မွန်လယ်3နာရီကရန်ကုန်မြို့ Novotel Hotel မှာကျင်းပခဲ့ပါတယ်အဖို့မဖြစ်နိုင်တဲ့ယဉ်ကျေးမှုတွေနဲ့စက်တီရှိလာတဲ့မြန်မာအမျိုးသမီးတွေရဲ့ဂုဏ်ကိုကဘာထီအောင်ဖော်ထုတ်ပြသမယ် Miss Universe မြန်မာ2025ရဲ့ဝန်ထမ်းဆုရရှိသူကတော့နော်ရတ်တရဖူကိုချီးမြှင့်ပေးအပ်သွားမှာဖြစ်ပါတယ်ဒီနေ့ကတော့ပြည်내နဲ့တိုင်းဒေသအကြီးကြီးက ကိုစားပြုလှမယ်တွေကို City Director တွေကနေတဆင့်ရွေးချယ်ပြီးတော့ပြန်လည်ပြီးတော့ဆန်နယ်စည်းမိကြရာတွေကိုမိတ်ဆက်တဲ့ပွဲပါပြင်းနေတဲ့တိုင်ကိုစားပြီးအလှမယ်35ဥကိုမိတ်ဆက်ပေးတာပါပြန်ပွဲကတော့အစစ်အစစ်ရှင်းပြန်ကြရမှာပါကိုနိုင်ငံကိုစားပြီးအလှမယ်ကဘယ်သူဖြစ်မလဲဆိုတာကတော့မကြခင်သိရမှာပါတိုင်တယ်စုတွေနဲ့ဝန်သားစုရရှိသူတွေကိုတော့အစုမျိုးစားလိုက်အချင်းမြေပေးအပ်မှာပါနရတ်တရဖူကိုပေးအပ်သွားမှာပါလို့ National Director မဆိုးယူဝေကပြောပါတယ် အဆိုပါ Miss Universe မြန်မာ2025ပြိုင်ပွဲကြီးအနောက်ဆုံး Grand Final ပွဲကိုတော့ဇွန်လ28ရက်နေ့ရန်ကုန်မြို့နယ်မှာရှိနေတဲ့မြန်မာ Expo မှာကျင်းပသွားမှာဖြစ်တယ်လို့ National Costume Commission ကတော့ဇွန်လ16ရက်နေ့မှာ Novotel Hotel မှာကျင်းပသွားမှာဖြစ်ပါတယ်။ပရိသတ်ကြီးတွေမျှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးကြတာတော့မြန်မာကကာရတဲ့အချိန်မှာခြေထောက်ကိုတော်တော်ခွင့်ထားရတယ်လို့ဟာသားနဲ့ပြောပြလိုက်တဲ့ထက်ထက်ထွန်းမပရိသတ်ကြီးကန်နဝင်ငတိုးဆက်ကားတွေကဥရွှေရုံးနဲ့အတော်မိုးအဖြစ်ကာရတဲ့အမှတ်တရတွေကတော့ ထော်မှုဖြစ်တဲ့တွဲဖက်တယောက်ဆောင်ခဲကြတဲ့အင်းတွင်းနဲ့ထက်ထက်ထွန်းတို့ကသူတို့ရဲ့အကကတကယ်ကိုတည်တည်ချာချာဖန်နှီးခဲ့ရတဲ့အမတ်တရားတွေကိုထက်ထက်ထွန်းကပြန်လည်ဝင်မျှလာခဲ့ပါတယ်။အကတိုက်တဲ့အချိန်မှာဘသူခြေတော်ကိုဘသူကတန်င်းမိမယ်မှန်းတော့မသိတော့ပါဘူး။အကိုရဲ့တန်င်းမိရလဲများပါတယ်။ဆိုပြီးတော့ဟာသားနဲ့ပြောပြလိုက်ပါတယ်။ထက်ထက်ထွန်းရဲ့အပြောမှာတော့တယောက်ဆောင်ရောအတွေ့အကြုံတွေရောတစိတ်ပိုင်းမြင်တွေ့ရပါတယ်။ထက်ထက်ထွန်းကလည်းသူမရဲ့အခြေအကြောင်းကိုလည်းပွင့်လင်းဆုံးဖြေကြားခဲ့ပါသေးတယ်။ ထထထုံးကတော့အချစ်ချင်းမြတ်တာကအတကယ်နူးညံ့ပြီးတော့အထက်ကနေတစိမ့်တစ်ပိုင်းပြသလာတာကိုမြင်ရပါတယ်။သူကပြောတဲ့စကားတွေမှာအချစ်တဲ့သူဆိုတဲ့အတုံးလုံးကတအူးတဲ့သာရှိပြီးတော့ချစ်တဲ့သူဆိုတဲ့အတုံးလုံးကတအူးတဲ့သာရှိနေပြီးသားသူ့ရဲ့ချစ်သူအကြောင်းကိုဖြစ်နိုင်တယ်လို့ယူဆနေကြပါတယ်။ကိုချစ်တဲ့သူကိုဖြစ်စည်းပေးနေရတာကအရသာရှိနေရတယ်။အဲ့ဒီစကားလေးကပဲတရုတ်ဆောင်ထထထွန်းကသူမရဲ့အချစ်ရဲ့အကြောင်းကိုအပွင့်လင်းဆုံးဖြေချခဲ့ပါဗျ။ဂန်ဝင်ငတိုးစကားလေးတွေကဂလိထုတ်ပြီးရေးရတဲ့စကားမျိုးမဟုတ်ပဲ တကယ်ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ကိုနင်တို့ကလည်းအများကြီးစပုတ်ပေးထားပါတယ်ဆိုတဲ့ဇက်ကားမှာတော့ဇက်ကားရဲ့အရေးအသွေးပေါ်အာယုံဆိုင်မှုတွေမိသားစုတွင်ကသားဖတွေကြားဓာတ်လူရဲ့တီမှုတွေကိုမြင်ရပါတယ်နေတိုးကတော့စီဖြိုးကသူ့ရဲ့သားအနေနဲ့တရားဆောင်မှုကိုခိုင်မာစွာအားပေးနေပြီးတော့ဇက်ကောင်ပုံဖော်ရမှာလဲလက်မလွတ်ဖဲနဲ့ချက်ချင်းမြတ်တာနဲ့အတူကိုယ့်ရဲ့ဂျူနီယာလေးတွေကိုကူညီပေးနေတာကိုမြင်ရပါတယ်ဂန်ဝင်ငတိုးမှာအဓိကမြန်မာအကကိုကရရတာမို့အယံမမအောင်တေချာကြွဆက်ခဲ့ရတယ်ဆိုတဲ့အနေတိုးပါ ပရိသတ်ကြီးလေးကျင်းတဲ့ဟာလေးတွေပေါ့အမားတွေဟာလည်းမှအမှန်တဲ့နေရာတွေကလည်းမှန်ပြောစရာကောင်းပါတယ်ဟိုဟာတယောက်နဲ့တယောက်တတ်နေမိရာတွေတောင်ရှိတယ်ဘယ်လိုခေါ်ရမလဲကျွန်တော်တို့ကပရိမာတော့ဟိုဟာနည်းနည်းလေးအပင်ပန်းခံထားရလို့ပြောလို့ရပါတယ်ဒီကားလေးကအဓိကကတော့မြန်မာအကဖြစ်တော့ကျွန်တော်တို့အမားအယမ်းမားမှလည်းစိုးရင်ရပါတယ်အဲ့လိုဆိုတော့အမားနဲ့အောင်စူးစမ်းရပါတယ်အဓိကကတော့အကောင်းစားကြီးတော့မဟုတ်ပါဘူးထက်ကလည်းငငယ်လေးက TV မှာလာသမျှကတော့မြင်းစရာတွေကြည့်ပါပဲမြင်းစရာတွေနဲ့လိုက်ကနေရလေစောင်းပတ်ပြီးတော့ကနေရပါ တကယ်လက်တွေ့ကတော့အခုမှကပစ်တာပါအဓိကကတော့အရက်ရှင်နေတာအရက်အရန်ရှင်နေတော့မြန်မာကကားတဲ့အခါမှာခြေခွင်ရတာပေါ့နော်ဥရှေရိုးသဘောကလည်းနင်းနေခြေတော့ခွင်ပြီးကားရတဲ့အကားဆိုတော့ဆိုပြီးတော့နေတိုးနဲ့ထက်ထက်ထွန်းထွန်းကသူမတို့မြန်မာကကိုကကရရဲပုံလေးကိုပြောပြလာပါတယ်ပရိသတ်ကြီးတို့မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနာဆင်နိုင်ဖို့ကျမတို့ရဲ့ဆယ်လီမမ YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော် အဆုံးထိရှိပေးထားတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်။